မိတ်ဆွေကအမကတ်တင်တန်းနေတက်တဲ့ချိန်မှာ right coffee ဆိုင်ကြောင်းသိခဲ့ရတဲ့ဟုတ်ဒါဆိုရင် အမကန်လောကရဲ့ထူးဆန်းဆုံးကိစ္စလေးတစ်ခုကိုကျွန်တော်ပြောပြပါမယ်မင်္ဂလာပါကျွန်တော်ကိုင်းစားပါအမကန်သဘောတရားနဲ့အမကန်ပညာတွေအကြောင်းမျှဝေပေးနေတဲ့ insurance consultant တယောက်ပဲဖြစ်ပါတယ် right လို့ပြောလိုက်ရင် right re a right corporation right underwriter underwriter right syndicate စသည်အပြင်အမကန်နယ်ပယ်မှာဂုဏ်သိက္ခာကြီးမားတဲ့အစဉ်လာကြီးမားတဲ့ ုမ္ပဏီကြီးတစ်ခုအနေနဲ့မြင်ရပါတယ်ဒါပေမဲ့အဲ့ဒီလွိုက်ရဲ့ founder ပေါ့နော် Edward Lloyd ဆိုတဲ့လူကတော့ Amagan Amagan လောကမှာကုမ္ပဏီတည်ထောင်ခဲ့တဲ့လူတယောက်လည်းမဟုတ်ပါဘူးကျွမ်းကျင်တဲ့ underwriter တယောက်လည်းမဟုတ်သလိုဟို Amagan insurance insurance agent insurance broker တယောက်လည်းသူမဟုတ်ခဲ့ပါဘူးသူကပါလဲဆိုတော့ coffee sign coffee sign ထောင်ထားတဲ့ coffee sign passion တယောက်ပဲဖြစ်ပါတယ်အတူကအာမဂန်လောကတိုးတက်ဖို့အတွက်ကိုတော့ ဲ့ဒီခေတ်ကာလာတုန်းကပေါ့နော်တန်တန်စိတ်ကမ်းမှာအနာရိုက်တာတွေရေးဖို့အတွက်သူ့ရဲ့ coffee site မှာကလောင်နန်နဲ့မင်အိုးလေးချပြီးချပြီးတော့အနာရိုက်တာတွေကိုဆွဲဆောင်ခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်ဒါပြင် तू ကအဲ့ဒီအမကန်နေအမကန်နေအဲတင်မိုးတွေမှာပေါ့နော်ပါသွားတဲ့အမကန်စင်းတွေရေကြီးဖြစ်တဲ့ဟာတွေကိုစည်ရင်းပြုစုပြီးတော့ right list ဆိုပြီးတော့အာသတင်းစာတစ်စောင်ကိုထုတ်ခဲ့တဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်အဲ့တော့ right ဒီ အမဂန်လောကမှာနာမည်ကြီးနေပေမဲ့သူဒီအမဂန်နေပရလူတယောက်မဟုတ်ဘဲနဲ့ကော်ဖီဆိုင်ပိုင်ရှင်တယောက်ပဲဖြစ်ပါတယ်အဆိုတော့အာဒီလိုဘ ഹു တုဒ္ဒရဝယ်စိတ်ဝင်စားဝယ်လေးတွေကိုဟိုသိကျင်နေဆိုရင်တော့ကျွန်တော်အာ like and follow လေးလုပ်သွားပေးပါဦးအားလုံးကျေးဇူးတင်ပါ